ကချင်းပြည်နယ်ဖားကန့်မြို့နယ်တွင်းကိုစစ်ကောင်စီကအင်အားထောင်ချီသုံးပြီးစစ်ကြောင်းထိုးချီတက်လာလို့ကချင်းလွတ်လပ်ရေးတပ်မတော် KIA နဲ့တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်တွေဟာဒီနေ့မေလ16ရက်မနေ့ပိုင်းကတရားညီနောင်ကျေးရွာတီရောက်ရှိလာပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံသတင်းရင်းမြစ်စီကသိရပါဗျ။မနေ့ကလေးကနန်ယားကိုကြော်ပြီးတရားညီနောင်ဘက်စစ်တပ်ကရောက်လာတာတိုက်ပွဲပြင်းထန်ပါတယ်လို့ကချင်သတင်းရင်းမြစ်က ARD Times ကိုပြောပါဗျ။ စစ်ကောင်စီကပြီးခဲ့တဲ့မေလ15ရက်ကလေးကနန်ရရွာတွင်လက်နက်ကြီးတွေပစ်ခတ်ကာနေအိမ်တွေတွင်ဝင်ရောက်ပြီးပစ္စည်းတွေယူငင်သွားကြတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဧပြီ24ရက်ကလေးကဖားကန့်ကာမိုင်းကားလမ်းပေါ်ကကျေးရွာတွေကဒေသခံတွေစစ်ဘေးတန်းရှောင်နေရတယ်လို့သတင်းရင်းမြစ်စီကသိရပါတယ်။စစ်ကောင်စီဟာအင်းတော်ကြီးဖားကန့်လမ်းဖားကန့်ကာမိုင်းလမ်းဖားကန့်စေစင်းတောင်ခံလမ်းတို့ကစစ်ကြောင်း၃ကြောင်းခွဲပြီးဝင်ရောက်လာခြင်းဖြစ်က အခုတရားညီနောင်ထီရောက်ဖို့အတွက် စစ်ကောင်စီဘက်ကအင်အားအများပြားဆုံးရှုံးပြီးမှခြေတက်လာနိုင်ခြင်းဖြစ်တယ်လို့ဒေသခံတွေစီကသိရပါဗျာ။